န္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့တွေဟာကက်ရှမီးယားနယ်စပ်ထိန်းချုပ်မြေတရှိမှာ AB 25ရက်နေ့ကအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ AFP သတင်းရသိရပါတယ်။ AB 25ကဖြစ်ခဲ့တဲ့အရသားတွေပေါ်ပြစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်မှုမှာပါကစ္စတန်ဟာနယ်စပ်ဖြတ်ကျော်ကြမ်းဖက်မှုကိုအားပေးအားမြောက်လုပ်တယ်လို့အိန္ဒိယကဆွဆွဲထားပါတယ်။ဒီတက္ကမွာအိန္ဒိယပိုင်ဂျမ္မူကာရှမီးယားဒေသမှာဖြစ်ခဲ့ပြီးအိန္ဒိယနိုင်ငံသား25ဦးနဲ့ နီပေါနိုင်ငံသားတို့တည်ဆုံးခဲ့ပါတယ်အများပြတဲ့အရာပြီးတော့နှစ်20နီပါမှာအိန္ဒိယမှာရက်သားတွေပေါ်ဆိုးရွားဆုံးတက်ခတ်မှုဖြစ်ပါတယ်ဒါကြောင့်အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကြားဆက်ဆံရေးဟာနှစ်ပေါင်းများစွာအတွင်းအနေဆုံးဆင့်ကျဆင်းသွားပါတယ်နေဆက်ထင်းချုပ်မြေတလျှောက်တဖုံနေပြန်လည်ပြစ်ခတ်ခဲ့ကြကြောင်းရဲသားတွေကိုထိခိုက်မှုမရှိကြောင်းပါကစ္စတန်ပိုင်းတွင်မှရှိတဲ့ကက်ရှမီးယား အစိုးရအရာရှိတွေကပြောပါလေပါကစ္စတန်ဘက်မှစတဲ့ပြစ်ခတ်လို့အိန္ဒိယစစ်တပ်ကလည်းအပြန်အလှန်ပြစ်ခတ်တဲ့ခိုက်ခြင်းဖြစ်ကြောင်းတည်ပြထားပါလေအိန္ဒိယနဲ့ပါကစ္စတန်အရေးမှသည်နောက်ထပ်ကမ္ဘာပေါ်မှာစစ်ပွဲကြီးတစ်ခုဖြစ်လာမှာကိုကမ္ဘာနိုင်ငံတွေကတော့မလိုလားဘူးလို့ဆိုပါလေနောက်ပြီးတော့ အိန္ဒိယကိုပြန်လည်တုံ့ပြန်မှုပြီးပါကစ္စတန်ကသူ့ရဲ့နေစနဲ့၄ပိုင်နှစ်ကိုပိတ်လိုက်တယ်လို့လည်းဆိုပါတယ်။အိန္ဒိယကလည်းအပြန်အလှန်အပြင်ပါကစ္စတန်နဲ့နေစစီယိုကိုလုံခြုံရေးလုံးဝတင်းကျပ်လိုက်ပြီဖြစ်ပါလိမ့်။ပါကစ္စတန်ဆိုရဟာ၄ပိုင်နဲ့ပိတ်ချင်တယ်နေစပိတ်ချင်ပါဝင်အိန္ဒိယအိန္ဒိယပေါ်ပါးကိုက်နာကိုက်စီမံတွေနဲ့ပြန်လည်တုံ့ပြန်ပါလိမ့်။ ခီးသွားတဲ့လူမဆန်စွာတိုက်ခိုက်ခဲ့မှုဖြစ်စဉ်ဖြစ်ပြီးနောက်ပါကစ္စတန်ဟာနေဆက်ဖြတ်ကျော်ကြံဖတ်မှုကိုထောက်ခံအားပေးတယ်လို့အိန္ဒိယဝန်ကြီးမိုဒီကဆွဆွဲတဲ့အခါမှာခုကပါကစ္စတန်ဆွေကပြန်လဲတုံ့ပြန်လာတာပါအိန္ဒိယလုံဆောင်ချက်စီမံတွေကိုတုံ့ပြန်တဲ့အနေနဲ့ပါကစ္စတန်ဝန်ကြီးချုပ်ရာဗစ်ရှာရစ်ဟာအော်ဇာဂျီစတဲ့အကြီးကအာဆင်မူနီယာပါဝင်စစ်ထိပ်ပိုင်းရရှိနေတဲ့မြို့သားလူကြိုရေးကော်မတီမှာအစည်းအဝေးခေါ်ယူခြင်းပါပါတယ် ပါကစ္စတန်ချုပ်ချအာဏာနဲ့မီရိုပြည်သူတွေလုံခြုံရေးပေါ်ချိန်ချောက်တဲ့ဘလို့ချိန်ချောက်မှုမျိုးပဲဖြစ်ဖြစ်နေပဲအလုံးမှာအခိုင်အမာတုံ့ပြန်သွားပဲလို့ဝန်ကြီးချုပ်ကပြောပါလေအိန္ဒိယထိန်းချုပ်တဲ့ကက်စမီယာဒေသပတ်ချံမှာတနက်သမားတွေတိုက်ခတ်မှုကြောင့်လူ26ဦးသေဆုံးတဲ့ဖြစ်စဉ်ဖြစ်ပြီးနောက်24နှစ်ကြာဧပြီ23ရက်ပိုင်းမှာအိန္ဒိယဆိုရာဟာပါကစ္စတန်နဲ့ရေမျှဝေရေသဘောတူစာချုပ်ရက်ဆိုင်ခဲ့တယ်လို့ ပါကစ္စတန်နဲ့ဒီကကုန်းလန်းနေဆက်ဖြတ်ကျော်နေအောင်ပိတ်သိမ်းကြောင်းကျင်ညာပြီးတနမဆက်ဆက်ရေးအဆင့်လျှော့ချပါလေပါကစ္စတန်နိုင်ငံသားတွေအတွက်ဗီဇာရုပ်သိမ်းခဲ့ပါလေတောက်တုံမြန်ပြီးပါကစ္စတန်ဆိုရဲ့အပီနဆက်လေးကျင်ညာတဲ့အစီအမံထဲမှာအိန္ဒိယတနမန်တွေကိုနှစ်ထုတ်ခြင်းစစ်ဘာသာဝင်ဖျားဖို့တွေရလွယ်လို့အိန္ဒိယနိုင်ငံသားတွေအတွက်ဗီဇာဖြတ်သိမ်းခြင်းတွေအကုန်ပါဝင်ပါလေအိန္ဒိယမြန်မာရေပေးဝေထောက်ပံ့မှုရပ်တန့်မယ်အိန္ဒိယရဲ့ဂျိုးပန်ချက်တိုင်းကို စစ်ပဆိုင်ရာလှုပ်ဆောင်ချက်ဖြင့်ရှုမြင်သွားမှာဖြစ်ပြီးအပြေအဝလက်တုံ့ပြန်မယ်လို့အော်ဂစ်စတန်ကတတိပေးထားပါလေ။အိန္ဒိယနိုင်ငံသားပိုင်တော်မှအိန္ဒိယစီမံခန့်ခွဲတဲ့လေကြောင်းလိုင်းအားလုံးအတွက်အော်ဂစ်စတန်လေပိုင်နက်ကိုခုချက်ချင်းပိတ်လိုက်ပြီဖြစ်သလိုပန်ဂျက်ပြည်နယ်မှာရှိတဲ့ဝါဂါနေဆက်ဖြတ်ကျော်နေရာကိုလည်းပိတ်လိုက်ကြောင်းပါကစ္စတန်ဘက်ကကြေညာပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ ရုရှားဟာယူကရိန်းကို drone 1.5တန်းကြောင့်လွတ်ပြီးတိုက်ခိုက်ခဲ့တယ်လို့ပူတင်ကပြောပါတယ်။ရုရှားဟာယမန်နှစ်ကသူ့ရဲ့လက်နက်ကန်တပ်ဖွဲ့တွေကို drone 1.5တန်းကြောင့်ပေးရခဲ့ကြောင်းသမ္မတပူတင်ကပြောခဲ့ပြီးစစ်တပ်ရဲ့မျိုးပြလာတဲ့လိုအပ်ချက်တွေဖြည့်ဆည်းဖို့မလုံလောက်ဘူးလို့ထပ်မံပြောပါတယ်။မြန်မြန်ထိန်းချုပ်နိုင်တဲ့ FPV မျိုးစား drone စီး၄000ပေါင်ဝင် ရှေ့တန်းကိုမျိုးစားစုံ drone တန်းခွဲကြောင့်ပေးပို့ခဲ့တယ်လို့ ရုရှားနိုင်ငံမော်စကိုမှာရှိတဲ့စစ်ဘက်စစ်မှုလုပ်ငန်းကမ်ရှင်စီမှာကုတင်ကပြောပါတယ်။ကာဝေးဝန်ကြီးဌာနရဲ့ချုပ်ဘက်အထုံးမှုကိုလည်းချီးကျူးကုန်ပြုပြီးထုတ်လုပ်မှုကိုမြင့်တင်ဖို့ပုံမှုလုံးဆောင်ရမယ်လို့ကုတင်ကပြောပါတယ်။ကျွန်တော်ကောင်းကောင်းသိပါတယ်။ဒီလက်နက်တွေဟာလက်ရှိအချိန်မှာရှားပါးနေသေးတယ်ဆိုတာလည်းသိပါတယ်။လက်နက်ရေးအတွက်ကလည်းမလုံလောက်သေးပါဘူး။ပြက်လက်မှုရှိတယ်။ကာဝေးဝန်ကြီးဌာနဝန်ကြီးကိုယ်တိုင်နဲ့စစ်မှုလုပ်ငန်းတွေကနေ့စဉ်လှုပ်ဆောင်နေတာတွေကိုလည်းသိပါတယ်။ အစီအစဉ်တွေရှိပြီးလုပ်ငန်းစဉ်တိုင်းဆက်လက်လုပ်နေတယ်လို့ပူတင်ကဆိုပါတယ်ရုရှားရဲ့ကာကွယ်စမှုနော်ရေပေါ်ရအပြင်ပြည်သူ့မောဆောင်နဲ့ကဲဖြတ်ချက်အနေနဲ့ပူတင်ကချစ်ကျူးခဲ့ပြီးစစ်ဘက်လုပ်ငန်းများစုဟာနိုင်ငံတော်ကာကွယ်ရေးမိန့်ကိုပြေဝါတတိယရောက်တဲ့အချိန်မီလှုပ်ဆောင်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။တချို့နေရာတွေမှာထုတ်လုပ်မှုဟာအချိန်စရာထက်တောင်စောနေသေးတယ်လို့ပူတင်ကဆိုပါတယ်။ဥပမာပြောရရင် ဖြက်စည်းလက်နက်တွေစစ်တပ်ရေးစနစ်တွေကင်းထောက်ကိုရတယ် electronic စစ်စင်စနစ်တွေထုတ်လုပ်မှုက2စာကျော်တိုးလာပါလေကျွန်တော်တို့တစ်ခွက်တွေကတန်ကြက်ကရင်4000ကျော်နဲ့တိုက်ခိုက်ရေးလေရင်နဲ့ရဟန်း180ကျော်လက်ခံရရှိခဲ့တယ်လို့ဆိုပါလေ drone ထုတ်လုပ်မှုကိုတိုးမြှင့်ဖို့အစီအစဉ်အောင်မြင်စွာကောင်းထည့်ဖော်နိုင်မယ်လို့ယုံကြည်ကြောင်းသမ္မတပူတင်ကပြောခဲ့ပြီးခုနှစ်မှာကာကွယ်ရေးကဏ္ဍမှာပုံမှန်ကြီးမားတဲ့ရည်မှန်ချက်ရှိတယ်လို့ဆိုပါလေဒီနေ့နေပြည်တော်ပိုင်းရောနေပြည်တော်ပိုင်းရောအထူးစစ်စင်ရေးဒီမှာပါအတွေ့အကြုံတွေကိုကမ္ဘာတဝန်းကစစ်တပ်တွေ လက်နက်ထုတ်လုပ်တဲ့ကော်မတီနဲ့နီးပညာရေးကော်မတီစီကနေလေ့လာနေပါတယ်။အကြိမ်ပေါင်းများစွာအများနဲ့လူလိုလုပ်ခဲ့တဲ့အချိန်မှာအခုခါမှာတော့တခြားလူတွေထက်ကျွန်တော်တို့ကအရှိကိုခြေတလန်းပို့တွန်းလှမ်းပြီးလုပ်နိုင်မယ်လို့ယုံကြည်ကြောင်းပုံတွေကပြောပါတယ်။အနာဂတ်ပြည်ပကတွေချိုးတင်ခံမှန်းနားလည်သဘောပေါက်နိုင်ဖို့ကမ္ဘာလုံးဆိုင်ရာစီးရင်းနီးပညာလမ်းကြောင်းကိုအနီးကပ်ဆောင်ကျူးလို့အကြောင်းပုံတွေကလေးပေးပြောပါတယ်။ သူဖော်ပြခဲ့တဲ့ဦးစားပေးလုပ်တွေထဲမှာအစင်းမြင့်လေစာစနစ်တွေခွင့်ပြုတဲ့ရေကျေပြန့်စွာ ထောက်လန်းနိုင်မှုဆက်သွယ်ရေးလုံခြုံမှုအတွက်ဂျိုဒုပက်လန်တီဆောင်ရေးနဲ့ဉာဏ်ရည်တု AI နည်းပညာဖြည့်ရှင်းချက်တွေပါဝင်ပြည်တွင်းမှာတည်ထွင်ထားတဲ့ကာကွယ်ရေး software တွေကိုအသုံးပြုဖို့နဲ့အလိုလျောက်အမိတ်ပေးထင်ချမှုစနစ်များဖြင့်ပေါင်းစည်းဖို့ပဲဖြစ်ပါတယ်။ပူတင်ကတော့လောလောဆယ်ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးမိမိအနေနဲ့ငြင်းချင်းရေးကိုလိုလားကြောင် ဒါကြောင့်ယူကရိန်းခေါင်းဆောင်ပိုင်းနဲ့ဆွေးနွေးဖို့အသင့်ပဲရှိပါတယ်ဆိုပြီးတော့မလေးကပြောခဲ့တာဖြစ်ပါလေ။နောက်ထပ်သတင်းတော့ပြောချင်ပါလေ။ယူကရိန်းကိုတိုက်ခိုက်မှုမှန်သမျှရတန်းကရက်ဖို့ရုရှားသမ္မတထရန့်ကသတိပေးခဲ့ပါလေ။ယူကရိန်းမြို့တော်ကီမာရုရှားရဲ့နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်အမေရိကန်သမ္မတထရန့်ကဒါကိုမလစ်မြို့ဘူးလို့ဆိုတာ စစ်ပွဲရပ်တန့်မှုအတွက်ပူတင်ကိုသတိပေးလိုက်ပါတယ်ပြီးခဲ့တဲ့ဇာပလီနေ့ညပိုင်းမှာရုရှားဘက်ကယူကရိန်းမြို့တော်ကီဗ်ကိုတိုက်ခိုက်မှုတွင်အနည်းဆုံးလူ၁၂ယောက်သေဆုံးကလူ၉၀ကျော်ဒဏ်ရာရပါတယ်ဒါဟာအမေရိကန်ကဂျာဝင်ဆောင်ရွက်ပေးနေတဲ့ရုရှားနဲ့ညီချင်းသဘောတူညီချက်ကိုလက်ခံဖို့ယူကရိန်းသမ္မတဇလန်စကီပေါ်ဖိအားပေးနေခြင်းလည်းဖြစ်ပါတယ်အဲ့နောက်ရုရှားသမ္မတပူတင်ကိုထရန့်ကမလိုအပ်ဘူးလေဒါအချိန်ကောင်းလည်းမဟုတ်ဘူးပူတင်ရလိုက်ပါတော့ဆိုပြီးတော့သူ့ရဲ့ဆိုရှယ်မီဒီယာမှာရှက်ရှက်ပပဝေဖန်ခဲ့ပါတယ် နော်ဝေဝန်ကြီးချုပ်နဲ့တူအင်ဖြူတော်မှာရှိနေတဲ့ trend ကဘယ်သူမှကျွန်တော်လိုက်မှာမဟုတ်ပါဘူးအသက်တွေကသာကတင်လိုတာဖြစ်တယ်လို့ထပ်ပြောပါတယ်ဒါအပြင် trend ကပူတင်ပေါ်စိတ်ပြည့်မိကြောင်းဝန်ခံပေမဲ့ဘလို့ရေယူဆောင်ရမယ်ဆိုတာတော့ပြောဆိုခြင်းမရှိပါဘူးယူကရိန်းနဲ့ရုရှားကြားသဘောတူညီချက်ရသည်ဖြစ်စေမရသည်ဖြစ်စေဒါကိုသိရအောင်တပတ်ဆောင်ကြည့်မယ်လို့ဆိုတဲ့ပြင်ဘုံကျတိုက်ခိုက်မှုမှာမရတတ်ရင်တော့ အကျိုးဆက်တွေရှိလာမှာပဲလို့ဖြည့်ဆွတ်ပြပါလိမ့်တောင်အာဖရိကမှာရောက်နေတဲ့ဇလန်စကီကလည်းအမေရိကန်အနေနဲ့ပြစ်ခတ်ရေးစိတ်သဘောတူညီချက်ရဖို့ရုရှားကိုဒီထက်ပိုပြီးဖိအားပေးနိုင်တယ်လို့ယုံကြည်ကြောင်းပြောပါလိမ့်ရုရှားရဲ့လိုက်ရောချက်ကဘာလဲဆိုပြီးထွက်ကိုပေးရမှာ ယူကရိန်းတနိုင်ငံလုံးပြည်ယူမှုရထားတာပါလို့တုံ့ပြန်ဖြေဆိုပါတယ်၂014ခုနှစ်တုန်းကယူကရိန်းကျောဆက်ခရိုင်းမီးယားကိုရုရှားရဲ့တရားမဝင်သိမ်းပိုက်မှုပေါ့အတိအမှတ်ပြုရမယ့်ချက်ဟာဇလန်စကီအတွက်နိုင်ငံရေးအရလုံးဝမဖြစ်နိုင်တဲ့ပြင်ဒေသခံတွေအတွက်ပါစွန့်ပြစ်ရရောက်တယ်ဒါကြောင့်ဒီအချက်ကိုလုံးဝသဘောမတူဘူးဆိုပြီးတော့တမ်မရာဇလန်စကီကပြောထားတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ထိုင်းရဲတပ်ဖွဲ့ရဲ့လေရင်ငယ်ဖြစ်ကြပြီးလူအနည်းဆုံး9ဦးသေဆုံးသွားတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာရဲတပ်ဖွဲ့လေရင်ငယ်တစ်စီးပင်လဲကမ်းခြေနောက်ဖြစ်ကြခဲ့ရမှာအနည်းဆုံး9ဦးသေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။ဘန်ကောက်ပို့စ်ရထနာကဟွာဟင်းမျိုးဖြစ်ကြခဲ့တဲ့လေရင်လေရင်မှုတုံးဒီတို့ပျောက်ဆုံးနေတယ်ဖော်ပြပါတယ်။တချို့မီဒီယာတွေမှာတော့အသေးပျောက်6ဦးလို့ရေးထားပါတယ်။အေဘီ25မိနစ်ပိုင်းကလေရင်ဟာဖက်ချပူရီနိုင်တယ်ရော ထိုင်းပြည်နယ်ကကဲလမပြကြခဲ့တာပါလိန်ပြကြတဲ့နေရာဟာ baby grand ဟာဟဲဟိုတယ်နဲ့တိမ်မွေးဘူးလို့ဆိုပါလေ DAC C400 မျိုးစားလေ့ကျင့်နေရာလေ့ကျင့်အတွက်လေထီးစင်တဖုံချို့ကိုတွားရောက်ခေါ်ဆောင်မှုပြန်တပြီးမကြောင်မီမှာပြကြခဲ့တာပါလိန်ပေါ်မှာလိန်မှုတော်ဦးစက်ပြင်ရရှိနှုတ်ဦးလိန်အင်ဂျင်နီယာတို့လိုလိုက်ပါသွားပါလေဒေသုံးမှုတွေမှာရဲမှုကြီးအစဉ်အရာရှိကြီးတို့လည်းပါပါတယ်။ထိုင်းအောင်လာမနေကလိန်ပြကြပြီးကယ်ဆယ်လုပ်ငန်းတွေအများဆုံးတုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်းပြောပါတယ်။ လိန်ပြတဲ့အကြောင်းရင်းကိုအတိအကျမသိရသေးဘဲစုံစမ်းစစ်ဆင်မှုတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။နောက်ထပ်သတင်းတမုတ်ပြောချင်ပါတယ်။ဥရောပလေပိုင်းနိုင်ငံတွေမှာတရုတ်စန့်ကျင်ရေးသဘောထားလေးမြင့်တက်နေတယ်လို့သိရပါတယ်။ဥရောပလေပိုင်းမှာရှိတဲ့ Vice Group ဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ Chad, Hungary, Poland, Slovakia နိုင်ငံတို့မှာတရုတ်စန့်ကျင်ရေးသဘောထားလေးမြင့်တက်နေပါတယ်။တရုတ်နဲ့အဲ့ဒီနိုင်ငံတွေကြားစီးပွားရေးနဲ့နိုင်ငံရေးဆက်ဆံရေးဆိုင်ရာပြောင်းလဲတွေရှိလာပေမဲ့ တရုတ်မလိုလားတဲ့သဘောထားတွေမြင့်တက်လာတာဖြစ်ပါလေဒီနိုင်ငံတွေဟာအားကောင်းတဲ့မဟာမိတ်ဖွဲ့ဖွဲ့စည်းထားပါတော့လေဒီတော့အဲ့ဒီနိုင်ငံတွေမှာခြေကုပ်ယူနိုင်ဖို့ရှင်နိမ့်မြုပ်နိုင်ဖို့ပြုလုပ်ခြင်းနဲ့လူမှုမီဒီယာကတစဉ်ပုံရိပ်မြင့်တင်ကြပါဝင်နီလန်းဆောင်နဲ့ကြိုးပမ်းနေပါလေဒါပေမဲ့မျက်နှာသာရချင်းခုလိမရှိသေးပါဘူးအိုလံပီသူ82ရာခိုင်နှုန်းဟာတရုတ်ကမလိုလားကြောင်းဆိုပါလေစီဝါရေးကုလဆက်ဆက်မှုတွေတိုးတက်လာပြီးတရုတ်ကမ္ဘာကြီးပိုလန်မှာယင်းနည်းမျက်နှာမှုတွေပြုလုပ်လျက်ရှိပေမဲ့ပိုလန်မှာတရုတ်နိုင်ငံပေါ်ယုံကြည်မှုကျဆင်းလာတယ်လို့ လေးလာသူတွေကပြောပါတယ်။ပြည်ဝနိုင်ငံရေးပြည်ပကမှာပြတ်တောက်မှုမရှိတဲ့တရားရဲ့ယက်တိကြကြောင်နိုင်ငံကောင်းဆောင်တွေအနေနဲ့ပိုလန်ရဲ့တရားနိုင်ငံဆိုင်ရာမူဝါဒကိုပြင်ဆင်ချိန်ပြုမှုတွေပြုလုပ်လိုက်ရကြောင်းဝါစောချေဆိုင်တရားရေးရလေးလာသူတွေကပြောပါတယ်။ Five Group ဖွဲ့ဝင်နိုင်ငံတွေနဲ့ချက်ပြည်သူတွေဟာတရုတ်နိုင်ငံပေါ်အစိုးမြင့်ဆုံးဖြစ်ကြောင်းအာရှရေးကလိမ့်လာရေးဘူဥရောပ Institute of Protestant မှာဖော်ပြထားပါလေ။ ရေပုံရောင်အပြင်ဒီဒီသားတွေမှာတရုတ်ကမလိုလားတဲ့သဘောထားတွေရှိပါတယ်စစ်တမ်းပြည်စုခဲ့တဲ့ချက်ပြည်သူတွေရဲ့59ရာခိုင်နှုန်းဟာအာရှအင်အားကြီးတဲ့တရုတ်ကမလိုလားကြောင့်ဖြစ်ဆိုခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်ချက်နိုင်ငံသားများမုံကြီးတဲ့ထိတ်ထန်းသုံးနိုင်ငံမှာတရုတ်ပါဝင်ကြောင်း STEM သတိသနာဖွဲ့ကပြုတ်တဲ့စစ်တမ်းမှာဖော်ပြထားပါလေ။ထိုင်ဝမ်နဲ့တိဘက်တို့နဲ့ပတ်သက်တဲ့တရုတ်မူဝါဒကြောင့်ကွန်မြူနတီတရုတ်နိုင်ငံကိုချက်ပြုတ်သူတွေကမလိုလားဘူးလို့ဆိုပါလေ။ တရုတ်ဆိုရဟာကိုဗစ် -19 ကရောဂါကိုလွဲမှားစွာစီမံခန့်ခွဲခဲ့တဲ့ချိန်ကစပြီးဆိုပါဥရောပလေပိုင်းနိုင်ငံတွေဟာတရုတ်ကိုမလိုလားတဲ့သဘောထားတွေပုံမှန်မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းမို့ပြောချင်ပါတယ်။မက္ကဆီကိုနိုင်ငံမှာနေမဲကျော်လူသက်ချင်ကြံကြဲကြီးကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီခြံကျင်ကြီးကိုရှောက်ဖို့တွေ့ရှိခဲ့တဲ့အဖွဲ့ဝင်တွေလည်းတက်ဖြတ်ခံရတယ်လို့သိရပါလိမ့်။မက္ဆီကိုနိုင်ငံရဲ့နာမည်ကြီးကြောက်စရာကောင်းတဲ့လူသက်ခြံဝန်းကြီးရှိတယ်ဆိုတဲ့နေရာကိုရှောက်ဖွေတွေ့ရှိခဲ့တဲ့ရပ်ပရှောက်ဖွေရေးဖွဲ့စည်းတကူကအဖွဲ့ဝင်တွေကိုစံကျစည်းတဲ့သမားတွေကဒီပြစ်ခတ်တက်ခတ်ပြက်ခဲ့ကြအောင် အာဏာပိုင်ကပြောပါလိမ့်။အီ23ညပိုင်းကလူမျိုးပြစ်ခတ်ခံရမှုကြောင့်တိုက်ဆုံးခဲ့တယ်လို့ဟာလော့စကိုပြည်နယ်ဆိုရရှိနေကြတဲ့ထုတ်ပြန်ချက်မှာဖော်ပြပါလိမ့်။ တောင်တရားရှိသူတွေကိုတော့လက်ရှိချိန်ထိဖော်ထုတ်နိုင်ခြင်းရှိသေးပါဘူး။ဒီဆုံးသူဟာတာမီလို့ဆိုပါလေသူတို့တာမီယောက်ဟာအနောက်ပိုင်းဟာလတ်စကိုပြည်နယ်မှာရှိတဲ့နိုင်ငံသားရှောက်ခွေးဖွဲ့ကအဖွဲ့ဝင်တွေဖြစ်ပါလေမက်လာကကျောက်ဆက်အကောင်နဲ့မြို့ကြီးအချင်းကြီးတို့ကိုရှောက်ခွေးပြည်မှုမှာအဓိကအရေးပါသူတွေဖြစ်ပါလေအဲ့ဒီနေရာဟာအင်အားကြီးဟာလတ်စကိုမျိုးဆက်တဲ့ဂိုင်းရဲ့ခြေဆက်စကန်ဖြစ်ပြီးတော့လူငယ်တွေကိုတင်းကျပ်စုဆောင်နေတယ်လို့အနာပါတွေကဆွဆွဲထားပါလေ ရှောက်ဖွေးဖွေးရဲ့အဖွဲ့ဝင်တွေဆိုရမိုဝါလက်ဆာအချင်းချင်းချင်းချောက်ခံရပါတယ်သူတို့တည်ဆုံမှုဟာရှောက်ဖွေးဖွေးကတခြားဖွဲ့ဝင်တွေအသက်ခံရမှုရဲ့နောက်ဆက်တွဲဖြစ်ပါတယ်ပျောက်ဆုံးနေတဲ့မိသားစုဝင်တွေကိုရှောက်ဖွေးဖွေးဝင်တွေဟာမကြာခဏဆိုသလိုချင်းချောက်မှုတွေခံရပြီးသူတို့ရဲ့ပျောက်ဆုံးမှုတွေရာဇဝတ်ကိုင်းအများစုမှာတာဝန်ရှိတယ်လို့လူခွင့်ရေးဖွဲ့တွေကဆွဆွဲပါတယ်တရားဝင်ချက်လက်တွေရဟာလက်စကိုပြင်းနေဟာပျောက်ဆုံးမှုတွေရဲ့အများဆုံးပြင်းနေပါတယ် မက္ကစီကိုမှာလူပေါင်းတသိန်း2400ကျော်ပျောက်ဆုံးကြောင်းဆိုရချက်လက်တွေရသိရပါတယ်အမှုအများစုကိုလုံးဝမဖြစ်ရှင်းနိုင်လို့ပျောက်ဆုံးသူတွေကိုရှာဖွေနေတဲ့ကြားမှာအာနာပါနေရောမယုံကြည်မှုကလည်းတိုးပွားလာနေတယ်လို့သိရပါတယ်နောက်ထပ်သတင်းမှုပြောချင်ပါတယ်ကမ္ဘောဒီးယားရဲ့စီးပွားရေးအယူအဆတွေနဲ့ပတ်သက်ပြီးတော့ကမ္ဘောဒီးယားကိုအခုခါရှင်းနေကြတွေကတရားစွဲနေပြီဖြစ်ပါတယ် ပြည်ပကုံတွယ်ခွန်တုံ့ပြန်ခြင်းဖြင့်ပြည်တွင်းပေးဆောင်ရတဲ့ခွန်လေးဥပဒေမဲ့မြင့်တက်စေတဲ့ဆိုကအမေရိကန်ပြည်နယ်စစ်နှစ်ခုမှရှိနေကြတဲ့တမန်ထရန်ဆိုရကိုတရားစွဲလိုက်ကြောင်သိရပါလိမ့်။ထရန်ဟာနိုင်ငံတကာရေးပေါ်စီးပွားရေးဆိုင်ရာလုံပန်ခွင့်အုပ်ပဒေနဲ့ကုံတွယ်ခွန်လေးကိုတိုးမြှင့်ပြဋ္ဌာန်းခဲ့ပါလိမ့်။ဒီအုပ်ပဒေဟာတော်လမဟုတ်တဲ့ရေးပေါ်ချင်းချောက်မှုတွေကိုတုံ့ပြန်မှုတမန်ကိုခွင့်အာဏာပေးထားတာဖြစ်ပါလိမ့်။တမန်ထရန်ကဒီလိုလုံပန်ခွင့်မရှိလို့ ဒီအဥပဒေရကုန်သွယ်ကုန်တိုးဖြင့်ခြင်းကိုဟန်တားပေးတဲ့တရားဝင်မှုကိုထုတ်မြတ်ပြီးပေါ်တရားဆွဆူထားတာ ဖြစ်ပါလေတရားဆွဆူမှုကိုနယူးယောက်ရီဇိုနာကော်လိုရာဒိုကနက်တီကတ်ဒယ်လာဝဲအီလီနိုအိုက်မိန်မင်နီဆိုတာနီဗာဒါနယူးမက္ဆီကိုအော်ရီဂွန်နဲ့ဘာမော့ပြည်နယ်တွေကရှေ့နေကြုပ်တွေကပူးတွဲတင်သွင်းခဲ့တာဖြစ်ပါလေကမ္ဘာမူရေးစေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေရဲ့ကာလရှိကုန်သွယ်ရေးလုံငွေပြခန့်မှုတွေရှိပေမဲ့ အခုလိုမျိုးအောက်တွေကိုပြထမ်းပြီးတဲ့ကနှစ်ပေါင်း90နီးပါးအတွက်အမေရိကန်မှာဘယ်သမားကမှအရေးပေါ်အခြေအနေကဒီအောက်လိုကိုကျင်သုံးပြီးပြည်ပနိုင်ငံတွေနဲ့ကုန်သွယ်ခွင့်တိုးမြင့်ခဲ့တာမရှိဘူးတရားစွပ်စုမှာဖော်ပြထားပါတယ်တရားစွပ်မှုကိုဦးဆောင်တဲ့နယူးယောက်ရှိနေကျောင်းလန်ဒီရှာဂျိမ်းစ်ကသမားထရန်နေနဲ့ဇင်းတို့ကိုရှော့ချပြီးနေထိုင်စိတ်ကိုရောပါစေမယ်လို့ကြေညာပြုပေမဲ့ပြည်ပကုန်သွယ်ကွန်တွေကိုတရားမဝင်တိုးမြင့်လိုက်လို့ အမေရိကန်မိသားစုတွေပေါ်လုံလုံလျောက်လျောက်ဆန့်ကျင်ဘက်ကြိုးတက်ရမှုတွေဖြစ်စေပါလေ။ဆက်ပြီးတိုးမြင့်အောင်မဆိုရင်ငွေကြေးဖောက်ပွားမှုလုံးလက်မဲ့တွေနဲ့စီးပွားရေးထိခိုက်မှုတွေပုံဖြစ်စေမယ်လို့ဆိုပါလေ။အင်ဂျီရိုရဲ့ထုတ်ပြန်ချက်တစ်ခုမှာပြည်နယ်စစ်တပ်ခုရဲ့အခုတရားစွပ်စွဲမှုကအပြစ်မရှိအပြစ်ရှာလုပ်ခြင်းဖြစ်ကြောင်းခန့်ဆိုရဟာလက်ရှိစံနေရတဲ့နိုင်ငံတော်အရေးပေါ်အခြေအနေတွေလက်ဆက်ဖြစ်သောတရားမဝင်ရှုပ်ပြောင်းနေထိုင်မှုပြဿနာတွေဝင်ရေးဝင်ရောက်မှုတွေနှစ်စဉ် ရဲကကုမစီကုံတွေလူ့ခွင့်ပြမှုတွေအတွက်လောက်ပံ့ခွင့်အာဏာကိုတုံးပြခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။ထရန့်ဆိုရဟာပြပကုံရဲ့ခုံကိုတုံ့ပြန်ခဲ့တဲ့ပေါ့။ရဲကလုပ်ငန်းငယ်များဖွဲ့ဖွဲ့ကလည်းပြီးခဲ့တဲ့ဒီလင်ဘက်ကတရားဆွဆွထားသလိုလူ့ခွင့်ရေးဖွဲ့တွေကလည်းတရားဆွထားပါတယ်။အင်ဂျီနီယာပြည်စုံရှိသူကတခြားနိုင်ငံတွေနဲ့ကုံတွေလူ့ခွင့်ပြမှုပြဿနာဟာနိုင်ငံရေးပေါ်အခြေအနေဖြစ်ကြောင်းတရားဆွဆွမှုပေါ်တုံ့ပြန်ခဲ့တယ်လို့ဆိုပါတယ်။စုပေါင်းတရားဆွဆွထားတဲ့ဖွဲ့ကမော တမထဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ရေးဆိုင်ရာလုံခြုံရေးမြေတွေကိုချိုးဖောက်နေတယ်လို့ဆိုနေပါတယ်။နောက်ထပ်သတင်းတွေပြောချင်ပါတယ်။ဟာမတ်စ်တပ်တွေလက်နက်ချဖို့နဲ့ဂါဇာအုပ်ချုပ်ရေးမြေကိုပါလက်စတိုင်းသမ္မတကတိုက်တွန်းနေတယ်လို့သိရပါတယ်။ပါလက်စတိုင်းသမ္မတမမ္မအဘတ်ဟာဟာမတ်ကိုလက်နက်ချဖို့နဲ့ဂါဇာကမ်းမြောင်ကိုသူတို့အုပ်ချုပ်နေမှုကနေပါလက်စတိုင်းအာဏာပိုင်ကြီးလွှဲပြောင်းပေးဖို့တိုက်တွန်းလိုက်ပါလေ။ဒါဟာဒေသတွင်းရေးပေါ်တဲ့ခိုက်တက်မှာပါလက်စတိုင်းအာဏာပိုင်ရဲ့ခန့်ကန့်တာပေါ် နိုင်ငံတကာကတန်ဇီးယားကိုဖြေရှင်းဖို့ကြိုးပမ်းမှုရဲ့တစ်စီးတစ်ပိုင်းဖြစ်ပါတယ်။မာမူအဘတ်စ်ဟာအထွေထွေကောင်စီမှာပြောခဲ့တာဖြစ်ပြီးငြိမ်းချမ်းရေးကြိုးပမ်းမှုတွေမှာပါလက်စတိုင်းအနာဝိုင်းဖွဲ့ရဲ့ရရှိရေးတည်နိုင်မှုပေါ်စိုးရိမ်နေတဲ့အနောက်နိုင်ငံတွေနဲ့အာရဗ်အင်အာဂျီတွေရဲ့ဖိအားတွေကြောင့်မှာဂါဇာအုပ်ချုပ်မှုဆက်ကပ်နေနေရမှာမိမိကိုနာမည်တင်ပြဖို့ပါမျှော်လင့်ထားကြပြောပါလိမ့်။မာမူအဘတ်စ်ဟာအရင်ကလည်းဟာမတ်စ်ဖွဲ့ကိုပါလက်စတိုင်းအနာဝိုင်းဖွဲ့ရဲ့ထိန်းချုပ်မှုအပေါ်မှာထားဖို့တောင်းဆိုခဲ့ပြီးပေမဲ့ ဟာမတ်ဖွဲ့ကအစ္စရေးကိုတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကပြင်းထန်တဲ့စီးရဲလက်တုပ်မြင်မှုလုပ်ဆောင်ခဲ့ပြီးဂါဇာစစ်ပွဲစတဲ့ဖြစ်ကနေကတောင်းဆိုမှုမလုပ်တော့ပါဘူး၂၀၂၃အော်တိုဘာ9ရက်နေ့တိုက်ခိုက်မှုမှာနှစ်ဖက်ပြန်လည်ထိခိုက်မှုတွေများခဲ့ပြီးစစ်ပွဲဟာလက်ရှိချိန်ထိဖြစ်နေပါတယ်ဂါဇာကမြောက်ရဲ့နာဂတ်စစ်စင်ကိုရေးဆွဲရမှာတရမန်ရေးရာကျုပ်ပတ်မှုတွေမှာဟာမတ်ကိုဘေးဖက်ထားဖို့အာယုံဆိုင်ထားပေမဲ့အစ္စရေးကနောက်ဘက်ကမှာအကန့်အသတ်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုကျင့်သုံးနေတဲ့ပါလက်စတိုင်းအာဏာပိုင်ဖွဲ့ရဲ့ အခန်းကဏ္ဍကိုတော့လုံးဝလက်မခံဘူးလို့ပြောပါလိမ့်မယ်2009ခုနှစ်ပြည်တွင်းစစ်တွင်းကာဇာတမ်းမြောက်မှာပါလက်စတိုင်းအောင်နာပိုင်ဖွဲ့ကိုဖြုတ်ချခဲ့တဲ့ဟာမတ်ဟာလက်တော်ကာလာတွင်းမှာတော့အစ္စရေးနဲ့ဗြိတိန်တို့ရဲ့လက်နက်ချမှုတောင်းဆိုချက်တွေကိုညှင်းဆုပ်ထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပေါ်ပြောကြည့်ပါရစေ။ထိုင်းနိုင်ငံမှာငလင်းလှုပ်ခြင်းကြောင့်သဘောဝဘေးတည်ပြီးချက်စနစ်ဆန်းသက်မယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံမှာငလင်ပြည်သို့သွား BNR တွေကို self funded စင်တီဘီမက်စနစ်စံသမှုတွေပြုလုပ်သွားမယ်လို့ AFP သတင်းရသိရပါတယ်။ဒီကိရလကနောက်ခက်ကတဲ့ဟာဘီငလင်ကြောင့်မြို့တော်ဘန်ကောက်မှာလူသေးပြောင်းများခဲ့ပြီးဖြစ်စီဆုံးရှုံးမှုတွေရှိခဲ့ပေမဲ့သတိပေးမှုဆော့ချက်တွေမပေးပို့ခဲ့တဲ့ပုံမှာထိုင်းပြည်တိုင်းရရှိတဲ့ကဝေဖန်ခဲ့ပြီးနောက်ခုလိုထွက်ပေါ်လာတာပါ။ထိုင်းပြည်နဲ့ကာကွယ်ရေးနဲ့ရောပါရေးဦးစီးဌာနကညှင်းချုပ်ကသတိပေးချက်ထုတ်လွှင့်မဲ့ Cyber Aggression Assistance CVS ကိုငလင်းနဲ့ခံရတဲ့မျိုးကြီးတွေပါဝင် ဒေတာလိုက်လာမဲ့လာနေမှာဆက်သက်မယ်ဆိုပါတယ်အဲ့ဒီစနစ်ကတော့ VPN နဲ့လုံခြုံရေးချိန်ချောင်းမှုအတွက်တတိပေးစာတို့ပြဖို့နေဖို့မိုဘိုင်းကွန်ရက်တုံးဖို့အသုံးပြုမယ်လို့ဒရက်ဆာရှင်းပြပါပါတယ်လာမဲ့မေနှစ်မှာစာရီမက်ဒီစနစ်မှာတော့မြို့တော်ခံမအဆောင်လေးကိုအသေးဆုံးဆက်သက် area တွေဖြစ်ဆက်သက်မှုတုံးချိန်လုံးမှာဖြစ်ပြီးတတိယတစ်ချိန်ကတော့ဘန်ကောက်တစ်ခုလုံးကိုလွှမ်းခြုံမဲ့အကြီးဆုံးလေ့ကျင့်မှုဖြစ်ပါတယ်ချင်းမိုင် area တစ်ခုလုံးတော့မေ23မှာစတင်နိုင်မယ်ဆိုပါတယ် ထိုင်းပြည်သူရဲ့ cell phone တွေနဲ့ screen တွေပေါ်မှာထိုင်းနဲ့အင်္ဂလိပ်လိုပေါ်လာမဲ့ message ကိုအော်သံနဲ့တွေ့လျက်သားလက်ခံရရှိနိုင်မယ်လို့ဆိုပါတယ်။ message တွေမှာဘီအန်ဒီအကောင့်ကိုရင်းနဲ့ရောပိုင်းဦးစီးဌာနမှာစံသက်တဲ့စကားဖြစ်ပြီးရေးရွံ့မလို့အပ်ပါလို့ပါရှိမယ်ဆိုပါတယ်။ဒါအပြင်တော့ RCBS ရဲ့ပထမဆုံးများပြည်သူနဲ့ဆိုင်တဲ့စံသက်မှုဖြစ်ပါတယ်။ထိုင်းဘီအန်ဒီရဲ့အကောင့်ကိုရင်းနဲ့ရောပိုင်းဦးစီးဌာနအနေနဲ့ကလေးလုံးပြီး7မိနစ်တွင်3ပေးချက်ထုတ်ပြန်ကြရနိုင်မှုရည်ရထားကြောင်းလည်းဆိုပါတယ်။ ီဂရမလာ28ကနှုတ်ခတဲ့အင်အားပြုမလုံကြီးကြောင့်ဘန်ကောက်မှာစောလုံးစဲထမြတ်တကြီးပြုတ်တပြီးလူ93ထက်မနည်းသေဆုံးခဲ့ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ American ကာကွယ်ရေးအကြီးပိတ်ဟာဆန်ဟာထိုက်တန်စစ်ပဆိုင်ရာသတင်းချက်လက်တွေကိုမိသားစုထံမျှဝေခဲ့တယ်လို့ American media တွေက ဖော်ပြပါတယ်။ပေးဟဆဟာလူမှုကွန်ရက်အပလီကေးရှင်းစကနယ်ကိုတုံးပြီးတော့အရှိလက်ပိုင်းစစ်စင်တဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကို သူ့ရဲ့ဇနီးညီရဲ့တခြားသူတွေထံမျှဝေခဲ့တယ်လို့ American ထိပ်တန်းသတင်းစာ New York Times ကဖော်ပြပါတယ်။ပေးဟာဆက်ကစစ်စင်နဲ့ပတ်သက်တဲ့သတင်းတွေကိုဖလှယ်ဖို့စင်ကနေကိုတုံးခဲ့တယ်လို့သတင်းရင်းမြစ်တွေကိုကိုးကားပြီး New York Times ကတနင်္ဂနွေနေ့မှာဖော်ပြပါတယ်။စင်ကနေကမှသူ့ရဲ့ဇနီးညီရှေ့နေပါဝင်လူပုဂ္ဂိုလ်၁၀ဦးကျော်ပါဝင်ပါတယ်။မလာတွင်ယူမမရှိတဲ့ဟူတီတွေကိုလေကြောင်းတက်ခတ်ဖို့ FA18 Honest တက်တက်လေးနဲ့ပြန်နှံမဲ့စီစဉ်အသေးစိတ်ကိုပါမျှဝေခဲ့တဲ့ဆိုပါတယ် ပြီးဟာဆက်ကစင်ကနေကိုသူ့ရဲ့ကိုပိုင်မိုဘိုင်းဖုန်းထဲမှာတုံးနေတာဖြစ်ပြီးသူ့ညီနဲ့ရှင်နဲ့လက်ရှိမှာကာကွယ်မှုညီဌာနမှာလုပ်လုပ်နေတယ်လို့သိရပါတယ်။ပြီးဟာဆက်ကစစ်စင်နဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်ဘယ်သူ့ကိုမှဝေမျှစရာမရှိဘူးလို့ပြောပါတယ်။ဒီဖြစ်စဉ်ကြောင့်ပြီးဟာဆက်ရဲ့လူကျွန်းဆိုင်ရာကျင်းပလိုက်နာဆောင်ထင်းမှုဟာမျိုးကုန်ထုတ်စရာတွေဖြစ်နေပြီလို့ဒီရက်တိုင်းကပြောပါတယ်။နောက်ဆုံးသတင်းပို့ပြောချင်ပါတယ်။ ဂျပန်ဆိုတော့တေးဆောင်ဝင်သားမီဇူကီအီဒကာကီဟာတန်းနဆက်လေးနှစ်ရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။သူတေးဆုံးသွားပြီဆိုတော့သူမိသားစုက Instagram Chrome Story မှာအသိပေးခဲ့တာဖြစ်ပါလိမ့်။သူမိသားစုရဲ့အသိပေးစာထဲမှာမင်းသားမီဇူကီဟာကမ္ဘာကောင်းအကြောင်းမလားဆိုတဲ့ကွယ်လွန်သွားကြောင်းသိပေးရလို့ကျွန်တော်တို့စီမီကောင်းဖြစ်ရပါလိမ့်။သူအားပေးပတ်မှုကုမင်ကတဲ့ပရိသတ်အားလုံးကိုရောသူ့ဘီဆိုက်ပြည်သူအားလုံးကိုကျေးဇူးတင်ကြောင်းဖော်ပြခြင်းနဲ့ဆိုပါလိမ့်။ မင်းသားမီဇူကီယာပြီးကြတဲ့နှစ်ကလေးကစိတ်ကြယောဂဝေဒနာခံစားနေရပြီးဇန်နဝါရီကလေးကပျောက်နေတာပါကြောင်တင်းရမသူတရားစုကရဲရဖတ်ဒီထံကနေသူ့ရုပ်လုံးကိုတုတ်ကွေးမှာရှာဖို့တွေ့ရှိခဲ့တယ်လို့ဖော်ခေါ်ဆုံးမှုလက်ခံရရှိခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြပါတယ်။မီဇူကီယာလူတိုင်းကိုအပြုံးနဲ့ပျော်ရွှင်မှုတွေတည်ဆောင်ပေးခြင်းနဲ့ဆန္ဒနဲ့သူ့ဖြောပြေးလုပ်ငန်းတွေကိုအမြဲတမ်းစောင့်ချလုပ်ကြပေမဲ့အလုပ်တွေပြန်လုပ်ဖို့အခြေလက်စတင်ချိန်မှာသူ့ဘဝဟာခုလိုကြေကွဲစရာကောင်းလာအောင်ဆုံးသက်တော့ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကိုအတိမပေးပဲနှုတ်ဆက်ထသွားမှသူမလို့ခြင်းဦးထင်တဲ့အတွက်သူမိသားစုကအခုလိုတည်ပေးခဲ့တာပါသူမျိုးပညာအမှတ်ရဖို့လည်းမျှော်လင့်နေဆိုပါတယ်မီဇူကီဘာကြောင့်တည်လဲဆိုတာမိသားစုကအထောက်ဖော်ပြခြင်းမရှိပါဘူးမီဇူကီကိုအသက်7နှစ်ရွယ်မှာ Talent Agency Startup Promotion ကခေါ်ယူပြီး2014ကနေ20အထိစူပါဖွဲ့ Make မှာဖုန်ဖြစ်ခဲ့ပါတယ်သူဟာ Salmon Pajuri 2015 Hanamo 2015 in house Mary Hani 2020ပါဝင်လို့ရှင်စကားနဲ့ဇလန်ဒရီမှာပေါ်ဝင်သေဆောင်ခဲ့ပါတယ်2020မလမှာ Stardust Promotion ကနေနှုတ်ထွက်ခဲ့ပြီးသူရဲ့တရားဝင် Fan Club ကိုပါပိတ်သိမ်းခဲ့တာဖြစ်ပါတယ်